ဟာငါကောင်အငိမ့်အဖွဲဖခင်ကြီးလူရှင်တော်စတားဥကျုံမွေရဲ့ဇာပနာအခမ်းအနားကို ထိုင်းနိုင်ငံမဲဆောက်မြို့ကဝက်မုတ်ကထန်တုတ်တံမှာဧပြီလ3ရက်ကပြုလုပ်ခဲ့ပါတယ်။မောင်တူးသတင်းပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဝါရည်လူရှင်တော်ကြီး စတားဥကျုံမိုးဟာသားရည်ရဲ့ဟာငါကောင်အငိမ့်အဖွဲတော်ခိုလာပြီးတဲ့နောက်နေဆက်ကိုတိန့်ဆောင်လာရကမလ30ရက်မှာကွယ်လွန်ခဲ့ပြီးဧပြီလ3ရက်မှာဇာပနာပြုလုပ်ခဲ့တာပါ။ ီးမားတဲ့ဆုံးရှုံးမှုပေါ့လူရှင်တော်အာအောင်မြင်တဲ့လူရှင်တော်ကြီးတယောက်ပေါ့နော်အမောင်လေးတွေအဖေပေါ့သူဆိုရင်တွင်တင်ညွန်ပြမှုတွေနဲ့အဲသွားခဲ့ကြတာဆိုတော့သူဆုံးရှုံးသွားတော့ကြီးမားတဲ့ဆုံးရှုံးမှုပါပဲဟုတ်ဝဲလွန်သူစတာဦးကျော်မိုးဟာလူရှင်တော်ကြီးတွေဖြစ်ကြတယ်ဈေးတယ်ကြီးဆန်နီဦးရာကျော်မိုင်းနိုတူတို့နဲ့သူကပြခဲ့တယ်ဟာတပညာရှင်ကြီးဖြစ်ပါတယ်အရင်တော့ဦးရာကျော်တို့ ရေသေးဤစံညုံနဲ့ဒုက္ခခဲ့တဲ့ဒီရှင်တော်ကြီးစတားကြော်မှုတကယ်လဲဆုံးရှုံးမှုကြီးပြီးပါပဲဒါပေမဲ့ဒီချိန်မှာအတိတ်တိုင်းနဲ့အတိုင်းပြီမှာဘယ်လိုပြောမလဲဆုံးရှုံးမှုတွေအများကြီးဖြစ်လာတော့ဒီဘက်ကကိုမိသားစုတစ်ခုလည်းနဲ့ကိုမိသားစုဒီတယောက်ကိုဆုံးရှုံးလာတဲ့ဆိုင်ကိုဘက်ကပို့ပြီးတန်ဖိုးရှိပါတယ်မျက်နှာမှုတွေဆုံးရှုံးမှုတွေအများကြီးရှိနေတဲ့ဟာကိုဒီဒုက္ခတကယ်ဒီလင်းရောက်နေတဲ့လူတွေလောက်ပဲဦးစားပေးသိကြပါတယ်ကျန်တဲ့ဟာကို ဟိုကျန်တဲ့ဟိုဖော်ရှိုးတွေပေါ့နော်တချို့အများကြီးရှိတယ်ဗျာဒီခံစားပြီးပြောတယ်ဥပမာလိုပြောရင်မင်းအောင်လိုင်းသူခံစားနေရအမှန်တော့မဟုတ်ဘူးခံစားရတာမဟုတ်ဘူးဒီကောင်ဒီကောင်တက်လုတ်ကတဲ့ဝင်သွားသလိုဖြစ်သွားတာဒီလိုကျွန်တော်တို့ပညာရှင်တယောက်ဆုံးချုံတော့နင့်နာဖို့ကောင်းတယ်ပေါ့နော်နင့်နာဆိုတာအသက်အရွယ်အားဖြင့်လည်းကျွန်တော်84နှစ်ရှိပေါ့ဒါပေမဲ့စိတ်ထဲမှာကကျွန်တော်တို့အဲခုနိုင်ငံမှာမဟုတ်တဲ့အတွက်ကျွန်တော်တို့အဲဒီအမှုပညာရှင်တွေလိုက်ပါမပို့ဆောင်နိုင်တဲ့အတွက်တော့ဝမ်းနေတယ်ပေါ့ဗျာနော် ဝါရည်လူရှင်တော်ကြီးစတားဥကျော်မွေးရဲ့ဇာပနကိုနေဆက်ရောက်စီဒီယန်နုပညာရှင်တွေနဲ့ຫນွေဦးတော်လန်ရေလှုပ်ရှားသူတွေတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာကျွန်တော်မောင်သူပါ